တော်လိုင်းညနေခဲ့ပါလူလူမြမဒေသဌာနရဲ့ဒီဇင်ဘာ၁ရက်နေ့ညနေခင်းသတင်းစစ်စင်ကိုကျွန်တော်ကိုစော့ကတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြမနယ်စပ်မြောက်လူမျိုးနဲ့မေလပန်ကြီးရွာကဒေသခံစစ်ပေးရှောင်းရာချီအတွက်ရာသီဥတုအေးတန်ခံနိုင်မဲ့နှွေးရနဲ့ဆောင်းနေရေးပေါ်လိုအပ်နေပါတယ်။မြောက်လူမျိုးနဲ့မေလပန်ကြီးရွာနီမှာပြီးခဲ့တဲ့နိုဝင်ဘာ26ရက်ကနေလက်ရှိချိန်ထိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံမဲဆောင်းမြို့မေကောင်ကင်းကြီးရွာဘက်ကိုတင်းချောင်းလာတဲ့မြမစစ်ပေးရှောင်းဒေသခံတွေအတွက်ရာသီဥတုအေးတန်ခံနိုင်မဲ့နှွေးရနဲ့ခြုံစရာဆောင်းနေရေးပေါ်လိုအပ်နေတယ်လို့ ဆေးဘေးရှောင်ကုညီပေးလှုပ်ဆောင်သူတွေကလူလူမြန်မာကိုပြောပါရယ်။စောင်းတွေနှွေးတယ်တော်တော်လေးကိုလိုးလာတယ်။စောင်းတွေကိုဝင်လာတာဆိုတော့လေးရန်တိုက်တယ်။အဲလောလောဆယ်ဆင်းရတာ၃ရက်လောက်တော့ရှိတယ်။တောင်ရင်ကန်းနာမှာလည်းတိတ်ရှောင်တာတွေရှိတာဆိုတော့အထက်ပိုများနိုင်တယ်လို့စစ်ကြောင်ကုညီရေးလှုပ်ဆောင်သူကလူလူမြန်မာကိုပြောပါရယ်။ဒါပြင်စပေးချောင်တီထဲမှာကလေးငယ်တွေတက်ကြီးရွယ်တွေနဲ့အမျိုးသမီးတွေအများဆုံးဖြစ်နေပြီးတော့ရာသီဥတုအေးတံကိုပုံမှန်ကန်စားနေရတဲ့အပြင်စီဝါကိုကြီးပေးမှုတွေလည်းလိုအပ်နေတယ်လို့စစ်ချောင်ကူညီပေးလှုပ်ဆောင်သူတွေကဆိုပါတယ် ထိုင်းနိုင်ငံဘက်ကတင်းရှောင်နေရတဲ့မြန်မာစစ်ပီးရှောင်ဒေသခံတွေကိုထိုင်းအာဏာပိုင်တွေကမဲဆောက်ပြုတ်မဲကောက်ကင်းကြည့်ရကနွားမွေးမြူရဲ့ခြံတစ်ခုမှနေရာချတာပြီးကလက်ဆက်စစ်ချောင်းစကန်နေစီတွာလာခွင့်မပြုထားဘူးလို့ထိုင်းနယ်စပ်သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါပြေနွေမ30ရက်မနက်9:12မိနစ်ကလည်းအာဏာသိမ်းမြန်မာစစ်တပ်ကပြစ်ခတ်တယ်လို့ယူဆရတဲ့60မမမျိုးစလက်လက်ကြီးကြီငါလုံးဟာထိုင်းနယ်စပ်မဲဆောက်ပြုတ်မဲကောက်ကင်းကြည့်ရအတင်းကိုကြားရောက်ပေါက်ခွဲခဲ့တဲ့အတွက်နေအချို့လက်နက်ကြီးစထိမှန်တာအပြင်မြန်မာကလင်းငယ်တူးနဲ့မြန်မာရှစ်ပြောင်းလို့သားမျိုးသားတူး တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြပါတယ်။မြန်မာပြည်မှာလည်းမေလပန်ဂျေးရနီမှာအာနာသိမ့်မြန်မာစစ်တပ်နဲ့ KNL ပူးပေါင်းတိုက်တို့ကြားလုံမ26ရက်ကနေဒီဇင်ဘာ1ရက်နေ့နေ့လယ်2နာရီခွဲအချိန်ထိတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့လက်နက်ကြီးငယ်ပစ်ခတ်တဲ့နေ့ကြားသိနေရတယ်လို့မြောက်ရီမျိုးကန်တွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာမေလမန်ဂျေးရွာဒီအွန်လိုင်းကြားဖြတ်ငွေလိမ်လုပ်ငန်းနေရာကို KNL ပူးပေါင်းတပ်ကနိုဝင်ဘာ22ရက်မှာဝင်ရောက်စီးနှီးပြီးဖမ်းဆီးတာတွေလုဆောင်ခဲ့တဲ့အတွက် ပြန်လည်သိဖို့အင်အားရာချီနဲ့ထုံးစစ်ဆရာမှလက်တလုံးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာလို့နေဆက်စီအသင်းကြီးမြင့်ကပြောဆိုထားပါတယ်။